မိခင်ဖြစ်သူကိုရုတ်တရက်ဆုံရှုံလိုက်ရလို့စိတ်ဒဏ်ရာရနေတဲ့အချိန်မှာအိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင့်စိတ်သက်သာရရှာခဲ့ရတဲ့ဆိုရင်တရုတ်ဆောင်ယူကြည်ပွင့်ဖြူမင်္ဂလာပါပရိသတ်ကြီးရေအနုပညာလောကမှာနှစ်ပေါင်းများစွာရည်တည်ခဲ့တဲ့ဇပူတရုတ်ဆောင်ဒေါခင်တန်ဝင်းကတော့ပြီးခဲ့တဲ့ရပ်ပိုင်းရက်တွင်းကသူမရဲ့နေအိမ်တိုက်ခန်းထဲမှာပဲသွေးတိုးယောဂါကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ် ဇပူတယုတ်ဆောင်ဒေါခင်တန်းဝင်းဟာကြမ်းကြမ်းမာမာတန်တန်ဆွမ်းဆွမ်းရှိနေစေအရွယ်ဖြစ်ပြီးသမီးနှစ်ယောက်ရဲ့လူလီသေးမရှိပြေဆောင်အောင်ပံ့ပိုးပေးမှုတွေကြောင့်ဘဝကိုအပူပင်မရှိအေးချမ်းချမ်းနဲ့နေထိုင်ခွင့်ရရှိနေလာလေဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ24ရက်နေ့မှာတော့တရုတ်ဆောင်ဒေါခင်တန်ဝင်းကဒီမနေထိုင်ရာတိုက်ခန်းအတွင်မှာပဲသွေးတိုးရောဂါကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ မိခင်ဖြစ်သူကလွန်ချင်းနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာသတင်းပေါင်းစုံထွက်လာခဲ့ပေမဲ့လည်းရီရီပွင့်ဖြူကလူမှုကွန်ရက်ပေါ်ကသတင်းတွေဟာအမှန်ကန်မှုမရှိဘူးလို့လည်းပြောကြားခဲ့တာဖြစ်ပါတယ်။မေလ26ရက်နေ့မှာတော့တရုတ်ဆောင်ဒေါခင်တန်ဝင်းရဲ့ကျင်းချံရတဲ့ရုံအလောင်းကိုစံရသူမိသားစုဝင်တွေက မိသချိုးပေးခဲ့ကောင်ခင်မင်းရင်းနှီးရတဲ့မိတ်ဆွေတချို့နဲ့လူပညာရှင်တချို့လိုက်ပါပို့ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့တရုတ်ဆောင်ရှိရှိပွင့်ဖြူကသူမအနေနဲ့မိခင်ဖြစ်သူကိုရုတ်တရက်ဆုံးရှုံးလိုက်ရတာကြောင့်ရှင်နဲ့မဆန့်အောင်နာကျင်ခံစားနေရတာဖြစ်ပြီးဒီလိုအချိန်မှာအိမ်မှာမွေးထားတဲ့အခွေးလေးတွေကြောင့်စိတ်သက်သာရရခဲ့တယ်ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ တရုတ်ဆောင်ရည်ရွယ်ပွင့်ဖြူဟာခင်မွန်ဖြစ်သူစိတ်ဖြူလိုက်တဲ့အတူ social influencer တယောက်အနေနဲ့ရပ်တည်နေခဲ့တာဖြစ်ပြီးသူမတို့နှစ်ယောက်ရဲ့ blog လေးတွေကလည်းအမြဲတမ်းပျော်ရွှင်စရာကောင်းတဲ့ blog လေးတွေကိုတော့ရိုက်ကူးလေးရှိတာကြောင့်ရည်ရွယ်ပွင့်ဖြူတို့မိသားစုလေးကပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ကြောင်းမြင်လိုက်တာနဲ့ပရိသတ်တွေကသိရှိပြီးသားပဲဖြစ်ပါတယ်ဘဝကိုပြပြရှွှွှင်သားဖြတ်တန်းနေတဲ့သူမတို့မိသားစုအတွက်မိခင်ကြီးကတော့ရုတ်တရက်ထွက်ခွာသွားခဲ့ပြီးမို့ဘဝရဲ့ခဏတာအပျော်တွေကတော့ပျောက်ဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ် မိခင်ဖြစ်သူရဲ့အတွက်ရင်းနှီးအမျှခံစားနေရတဲ့တရုတ်ဆောင်ရည်ရွယ်ဖွင့်ဖြစ်ရတဲ့ပြည်သက်ကြီးကလည်းအပိစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။